အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ living page site ကျူဆိုပါရယ်ဒီနေ့အိမ်မက်ပါချက်တလဲဆိုလို့ရှိရင်အမြန်းများနဲ့ငါးချင်းဆက်ချက်ပါရယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ကျန်းရင်ဒီငပီတောင်းရယ်ဘူးရပြုတ်ကလေးရယ်ပြီးလို့ရှိရင်ဒီချိန်အားလို့ရှိရင်တခုတ်ပွင့်ပေါ်တဲ့အတွက်ကြောင့်အာတခုတ်ပွင့်လေးကိုမှကျွန်တော်ကြော်ပြီးတော့မှစားပါမယ်เนาะโอเคဒါလေးတွေကိုကျွန်တော်ဘယ်လိုမျိုးချက်တလဲဆိုတာကိုစောင့်ပြီးတော့မှကြည့်ရှုပြပါဦးခင်ဗျာငါးနဲ့မြန်းများလေးအာချက်ပါမယ်ဒီနေ့ကလို့ရှိရင်ချင်းချင်းဆက်ဆက်လေးပေါ့เนาะအဲ့တော့အာမချက်ခင်မှာလို့ရှိရင်အနှစ်ထောင်းဖို့ဘာတွေလိုသေးဆိုလို့ရှိရင်အာဇပလင်ရယ် ချင်းရဲ့တက်တွန်ဖြူရဲ့တက်တွန်နီရဲ့မြူတီရဲ့ဒါတွေတွေကိုမှအရင်ဆုံးထောင်းပါမယ်အာဒါတွေထောင်းပြီးလို့ရှိရင်တော့ကျွန်တော်စစ်တက်မှာပေါ့နော်ဒါကတော့ထောင်းထားတဲ့အစ်စ်ပါသူရှင်စစ်တက်ပြီးချက်မှာပေါ့နော်အဲဒီနေ့အဲတုံးထားတဲ့ငါးကားတော့ကျွန်တော်တို့အဲကက်ခူရံမှာအာဆက်ဆောက်ဦးကျွန်တော်တို့ဒါဝမအရကလေးနေပါမယ်အာချက်ချင်းဆက်ဆက်လေးဖြစ်ဖို့ဆိုလို့ရှင်ဒီမှာလို့ရှင်မြန်းပြမြန်းပြကိုကျွန်တော်တုံးထားပါရနော်အာပြီးလို့ရှင်ဒီမှာပါထက်လို့ရှင်စားလေးမြင်းထည့်မယ်နော်ဆိုရှင်ကျွန်တော်ဒီမှာငပိလေးထည့်ပါမယ်နော်ငပိထည့်ပါမယ် ပြီးရင်ဒီမှာကျွန်တော်စွန်းနှမှုံလေးနဲ့ထည့်မယ်နော်ဒါလေးကိုကျွန်တော်နယ်ပါမယ်ဒီဒီမှာမြန်ပြားလေးတွေရဲ့ငပ်ပြီရဲ့နော်စားစွန်းရဲ့ပေါ့နော်ဒါလေးတို့မှအကုန်လုံးနယ်လိုက်နော်ခုနယ်တဲ့အချိန်မှာကိုသိလားမြန်ပြားရဲ့အချင်းနှံလေးရဲ့ဘလို့ရှိရင်ငပ်ပြီရဲ့နံတော်လေးကိုမွေးနေပြီပေါ့နော်အဲ့ဒါပါဒါလေးကိုကျွန်တော်တို့ခဏလေးဆက်ထားပါမယ်နော်ကဲခေါင်းထားတဲ့အမိကလေးကိုထည့်ပါမယ်နော် ပိုပြီးမွေးသွားအောင်ပါဖြစ်နေလို့ရှိရင်စပလီလေးနှစ်ချောင်းနဲ့တက်ပြီးတော့ထည့်ပါမယ်เนาะဒီခုနကလက်လက်ရေးထားတဲ့ငါးလေးလေးထည့်ပါမယ်เนาะဒီဒီမှာမယမ်းပြားတွေပါလို့ရှိရင်ပေါအောင်ကျွန်တော်တို့အကုန်ထည့်ရမှာเนาะအာပြလို့ရှိရင်ဒါလေးကိုမှဒီလေးလေးနဲ့ကြည့်ပြီးတော့မှတ်ထားပါမယ် KND နဲ့ကျွန်တော်ဖြစ်တဲ့အကြောင်းကျွန်တော် KND ကိုလည်းတို့တစ်ခါတည်းထည့်ပါမယ်နော်ပြီးရင်ကျွန်တော်ဒီထည့်ပါမယ်ကဲအဲ့ဒီကိုဆက်ချက်ပါနော်အရာတာတစ်လို့ရှိရင်စာလေးမျိုးထပ်ထည့်ပါမယ်ဆိုတော့ကလည်းစာထပ်ထည့်ပြဖြစ်တဲ့ကြောင်းအများကြီးမထည့်တော့ဘူးပေါ့နော်ဒီမှာကျွန်တော်တို့ထပ်ထည့်ပါမယ်ပြီးလို့ရှိရင်ဒီအရာတာမှုလေးမျိုးထည့်ပါမယ်ဒီနေ့တော့ကျွန်တော်ချုံမှုန်ထုတ်ထားတယ်ပေါ့နော်ချုံမှုန်မကြိုက်လို့ရှိရင်တော့တသားမှုန်တွေပါတွေတုံးလို့တုံးလို့ရပါတယ်နော် ဒီမားကလည်းကျွန်တော်ကြည့်ရတဲ့ကျွန်တော်တို့အများကြီးဟိုငွေပြီးလို့တော့မရဘူးပေါ့နော်ဖြည်းဖြည်းချင်းလေးကျွန်တော်တို့ကိုးလေးကိုလှုပ်ပြီးတော့မှအာချဲ့ရပါမယ် အာဒီခါတော့ခင်းရင်ရင်ဒီငပီတောင်လေးထောင်းပါမယ်အဲတော့ခင်းဒီငပီတောင်ထောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအခင်းရင်ရင်ဒီတို့တက်တုံမြို့ကြီးတို့ကိုကျွန်တော်လေးကိုနည်းနည်းနွမ်းသွားအောင်ပေါ့ကျွန်တော်တို့ကြော်လိုက်မှာပေါ့နော်မီးကင်လို့လည်းရပါတယ်ကျွန်တော်ကဒီနေ့မှဒါလေးကိုမှစီလေးနည်းနည်းထည့်ပြီးတော့မှတော့ဒါလေးကိုကြော်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ခင်းရင်ရင်ဒီပေါ့နော်ဒီခင်းရင်ဒီကိုလည်းထည့်ပါပါတယ်ဒုရှင်ဒါကတော့ယူပြီးမြက်အတောင်အရှည်ကြီးပေါ့နော်ဒုရှင်ဒါကတော့ယူပြီးမြက်အတောင်အသေး ီလို့ရှိရင်တက်တော့ပြူပြီးတဲ့ပါမယ်။ပြီးရင်တက်တော့အနီလေးလေးဆဲပါမယ်။ငပိကိုတော့ကျွန်တော်ဒီမှာနောက်မှဆုံးတော့ပေါ့နော်။ဒါလေးကိုအရင်တော့နွားအောင်ကျွန်တော်ပေါ်လိုက်ပါမယ်နော်။ချင်းဒီလေးနုံးပြီးတက်တော့လေးလေးဒီလေးမျိုးကိုကျွန်တော်ဒီကိုဖက်ကတ်ပြီးတော့မှကျွန်တော်ပါဆက်လို့ဆိုရှင်ငပိဆဲပါမယ်နော်။ငပိလေးကိုအာကျွန်တော်ရီးကင်နေတဲ့သဘောပေါ့နော်။ဒါလေးကိုဆဲပါမယ်။ဒီဒါဆိုရင်ဒါလေးကိုမှကျွန်တော်တို့ထောင်းပါမယ်နော် ချင်းရင်ဒီငပီတောင်းပြဆိုရှင်စောစောကဒီကြော်ထားတဲ့ရုပ်သီးလေးကိုအင်ထည့်ပါမယ်။တောင်းပြီးမှစာလေးနည်းထည့်ပါမယ်နော်။စောစောကအာကြော်ထားတဲ့ငပီခဲပါမယ်။အရသာပြဆိုရှင်တော့ဒီထိုင်းတစ်မျက်ကိုတုံးထရာပေါ့နော်။ကဲလို့မရှိလို့ရှင်တခြားထည့်လို့ရပါတယ်။အချိုမတက်လို့ရှင်နော်။မထည့်ဘဲနဲ့ဒီတိုင်းကောင်းကြရပါတော့နော်။ ပြီးကျွန်တော်ဒီမှာအာချက်တုံထည့်ပြီးတော့ထောင်းပါမယ်ပြေဒီမှာခရင်ညင်ဒီဖဲပြီးထားပါမယ်နော်ကဲဒါလေးကိုကျွန်တော်ရက်အောင်ဆက်ပြီးထားပါမယ်နော်အကြီးဒီမှာဆိုလို့ရှိရင်ဒီလိုအနေထားဆိုလို့ရှိရင်ရပါပြီနော်အဲတွစီရအတွက်ဘူးရွက်ကလေးပြုတ်ပါမယ်နော် ဒီကားကဟင်းကုတ်ပွင့်ဆိုလို့ရှိရင်တခုပွင့်လို့ခေါ်တဲ့ဒီအပွင့်တစ်မျိုးကိုကြော်မှာပေါ့နော်လို့ကြောဖို့ဆိုလို့ရှိရင်ကျွန်တော်တို့စီထည့်ရပါမယ်ပြီးလို့ရှိရင်အဲဒီမှာဓာပြရိုက်ထားတဲ့အဲတွတ်တွန်ဖြူလေးထည့်မယ်အဲပြီးလို့ရှိရင်ဓာပြရိုက်ထားတဲ့ရုပ်ပြီးစိတ်ထည့်မယ်ပေါ့နော်ဒီအလေးကိုကျွန်တော်ကျွေးလောင်ပြလိုက်ပါမယ်နော်ဒီဓာတ်တော့ဒီစိတ်ထားတဲ့မင်းဒီချက်ပြီးထည့်ပြီးတော့မှကြော်ပါမယ် 이렇게 들어가서 막단 신사 아래에 흰곡선 위에 있어요. 현재 이 힘이 대박네. 이렇게 이제 누가 그런 지리를 해봤나? ဒါတော့ကျွန်တော် store ကချက်ထားတယ်အဲမြန်းပြားငါးချင်းဆက်ပေါ့နော်ဒီမှာသူတို့ချင်းကျွန်တော်ကက်ခူရန်ငါးကိုတုံးထားပေါ့နော်ပြီးလို့ရှိရင်အဲခရမ်းသီးလေးလည်းပါပါတယ်နော်ချစ်ချင်းဆက်ဆက်ပြီးပါနော်ဒါလေးရပြီးတော့ကျွန်တော်တို့အမ်ခရမ်းရင်သီးငပီတောင်သူချင်းဒါတော့ပူးညွန့်ပေါ့နော်ပူးညွန့်လေးကိုပြုတ်ထားပါနော်ဒါလေးနဲ့စားပါမယ်အင်းဒါကဒါဆိုရှင် အရန်ပေါ်မှာလူပြန်တယ်ပေါ့နော်ဒီငါလေးကနောက်စင်းဆက်ဆက်ဆိုတော့လေဒီဒီငယ်လေးနဲ့နေစားလို့ရှိရင်အရန်ပေါ်မှာဖတ်ကောင်းမယ်မြန်မာပါတူရောက်သွားချင်းချင်းဆက်နေเนาะခမင်းပူပြောမှာဆောက်လို့ကောင်းပါနောက်ကြာကတော့ကျွန်တော်တခုပွင့်ပါเนาะ ခုခွင်တခုခွင်နေเนาะတော့တုတ်စာလည်းကောင်းတယ်ဒီနေ့ကတော့ကျွန်တော်ကြော်တာပေါ့เนาะကြော်ပြီးစားဒီနည်းကိုတော့ကြိုက်တယ်ဘာလို့လဲချင်းချင်းဆက်ဆက်ချမင်းနဲ့ဒီဇိုင်းเนาะ မြန်မာ9ရင်းနေပါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုးခင်းသီးတွေပဲထက်ချက်တာမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကုမ္ပဏီအင်ဒီးနိုင်ငံနိုင်ငံတွေဖြစ်တဲ့ကုမ္ပဏီကမလေးရှားတို့ဘရစ်တိုင်းတို့ဒါရီနဲ့ဆက်ဆက်နေတယ်ကျွန်တော်တို့ဗမာပြည်ရဲ့ office on point ပေါ့နော်တဝယ်တို့ bait တို့ကိုတောက်တို့မှာဆိုလို့ရှိရင်ငားကိုကျွန်တော်တို့ခင်းရန်သီးနဲ့ရောချတာရှိတယ်ပေါ့နော်ဘလို့ရှိရင်မုံဟင်းနေပါဆိုလို့ရှိရင်ချက်ပါတယ်အဲ့ကြတော့ငါးချစ်ချင်းဆက်ဆက်ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကမုံဟင်းဆိုလို့ရှိရင်မြန်မာပြားတုံးတယ်ပေါ့နော် ဘလို့ရှိရင် KND ဆိုလို့ရှိရင်ခန်းကြီးစိတ်ထဲတယ်မလေးရှားမှာဆိုလို့ရှိရင်မလေးရှားဒီ9နှစ်ပါဆိုလို့ရှိရင်အချင်းတွဲကျွန်တော်တို့အာဆန်ကပင်းလို့ခေါ်တဲ့မြန်မာတမျိုးပေါ်သူတွေထက်ချစ်တယ်။အဲခန်းသီးကိုကျတော့ကျွန်တော်တို့ခန်းသီးကအာဗလီရှားဟင်းဆိုလို့ရှိရင်ခန်းသီးအစိမ်မုံဟင်းနဲ့သွားတူတယ်။နောက်ခါကျတော့အိန္ဒိယကာရီပေါ်အိန္ဒိယဖစ်ကာရီဟာမျိုးဆိုလို့ရှိရင်တော့အချင်းတွဲဆိုလို့ရှိရင်မကြီးရထည့်ပြီးတော့မှခန်းသီးရဆိုလို့ရှိရင်ကျွန်တော်တို့ခန်းသီးကိုမှအလုံးအားအစိမ်ကိုသုံးတော့ပါတော့။အဲကျတော့အာ ငါးရင်းတွေပါဆိုလို့ရှိရင်မြန်မာကာကင်းမှာခင်းသီးနဲ့တွဲချက်ပြီးဒီလိုမရှိပေမဲ့ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေမှာရှိတယ်ပါဆိုလို့ရှိရင်တော့ခင်းသီးကိုကားနဲ့တွဲပြီးတော့ချက်ပါတယ်နော်။ဒီကိန်းလေးကရန်ကုန်မှာစားကောင်းပါတယ်။အဲကြောင့်ခင်းတွဲဆက်ပြရတဲ့ရန်ကောင်းတဲ့တွဲကြောင်းအိမ်မှာချက်စားကြည့်စေချင်ပါတယ်။ကျေးဇူးများတင်ပါတယ်ခင်ဗျာ။